小子，有本事别躲，我们堂堂正正打一场。ဒီနေ့မှာတော့အရှင်မူချန်အပိုင်း25နဲ့26ကိုဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်။ပို့ဆောင်ရေးအစီအစဉ်ဟာမူချန်နမောလင်ကိုမြောက်ပိုင်းနှဝဉဉ်တန်တန်းချောင်းရဲ့စန်တက်ကွင်းရင်ဂျင်စီကိုပို့ဆောင်ပေးလိုက်ပါတယ်။သူတို့လိုမျိုးပဲမြေမြေဒီတာအတီးတီးကစီကနေရွေးချက်ကျင်ခံရတဲ့လူတွေအများကြီးတွေ့လိုက်ရပါတယ်။တော်တော်များများကဝဉဉ်စွာအနေအဆုံဆိုရင်တောင်ဝဉဉ်ကွင်းရဲ့ဆော့ပိုင်းဆက်မှာရှိကြတယ်လို့ ဝိညာဉ်ခွင်လေလက်ဆင့်ဝိညာဉ်ခွင်နောက်ဆုံးအဆင့်တွေလည်းရှိကြပါသေးတယ်။တချို့တလေဆိုရင်မူချက်နှုတ်အဖေလိုမျိုးနဝိညာဉ်အဆင့်ရောက်ပြီးသားသူတွေတောင်ပါနေပါသေးတယ်။လူအလုံးစုံတဲ့အချိန်မှာဝင်ခွင်စစ်စရေးကိုတာဝန်ယူထားတဲ့ဆရာတယောက်ရဲ့ပုံကြီးထွက်ပေါ်လာပါတယ်။ဒီစင်တက်ကွင်းရင်ပြင်တနည်းအားဖြင့်ပေချမ်းတဲ့နေဟာမြောက်ပိုင်းနဝိညာဉ်တင်းတဲ့ကြောင်ဝင်ခွင်စင်တက်မှုပြုလုပ်တဲ့လေဟာနဲ့နေမြီလေးခုကြီးတဲ့ကတစ်ခုဖြစ်ပါတယ်။ဝိချနောရောင်းနေတဲ့နေရာဟာအဲ့ဒီမယ်မြကြီးလေးခုတည်းကတခုရဲ့ကျိုးစိုးရစ်စင်မြင့်အသေးလေးတခုသာဖြစ်ပါတယ် ါဝင်ရှင်ပြန်ကြတဲ့ကျောင်းသားတွေဟာအခက်အခဲတွေကိုကြော်ဖြတ်ပြီးတော့ပေချန်နှန်းတော့လို့ခေါ်တဲ့နေရာစီကိုသွားရမှာပဲဖြစ်ပါတယ်။အဲ့ဒီမှာကမြောက်ပိုင်းနှဝဉ္ဇဉ်တင်တယ်များကိုရောက်စေမဲ့အစင်အမှန်ပို့ဆောင်ရေးအစီအရင်တစ်ခုရှိနေတာပဲဖြစ်ပါတယ်။ကြံဝင်မဆခင်မှာကျောင်းသားတယောက်ချင်းစီကိုအကဲဖြတ်စစ်ဆေးရေးကြောက်တော့မှအစစ်ဆေးခံစီပါတယ်။အဲ့ဒါကဘာလို့တာလဲဆိုရင်ကျောင်းသားတွေကိုကနဦးအစင်တတ်မှတ်ချက်ပေးတာပဲဖြစ်ပါတယ်။မော်လင်တို့လိုတာမန်ဝင်ခွင့်ရကျောင်းသားတွေဆိုရင်ကနဦးအစင်တက် မွေးချံလုံးမျိုးပြိုးထောင်ရေးဝင်ခွင့်ရပင်မကြောင်းလားဆိုရင်ကနဝူးစင်3အဲ့ဒါအပြင်အပိုင်းတစ္ဆာချင်းမှာတွေ့ခဲ့ရတဲ့ဝိညာဉ်နယ်မြေကြီးလေ့ကျင့်ရေးမှာထူးထူးခြားခြားဖြစ်ခဲ့တဲ့ကြောင်းလားတွေကိုတော့ဘိုလ်ချက်ကြောင်းလားလို့ခေါ်ပြီးကနဝူးစင်5အနေနဲ့သတ်မှတ်ပြပါတယ်။天哪，五级，居然是五级！အဲ့ဒီကနဝူးစင်တွေဟာဘလို့အတုံးဝင်လာမှလဲဆိုရင်ကြောင်းလားတွေဟာနောက်ဆုံးပတ်နိုင်ဖြစ်တဲ့ပေချန်နန်းတို့ကိုရောက်ခဲ့ရင်တော့မှ အစင်တမတ်ချက်လေးမှအောက်ကိုရောက်နေခဲ့ရင်ဘလူဝင်ခွင့်ရကြောင်းသားပဲဖြစ်ဖြစ်ရေချင်းမမီဘူးလို့တတ်မှတ်မှာဖြစ်ပြီးထုတ်ပစ်ခံရမှာပဲဖြစ်ပါတယ်မိမိရဲ့အဆင့်ကိုမြင့်တင်ဖို့ဝိညာဉ်တရားတွေကိုအမဲလိုက်ပြီးသူတို့ရဲ့ဝိညာဉ်စွာကိုစုပ်ယူပြီးတော့တဖြည်းဖြည်းနဲ့အဆင့်မြင့်သွားလို့ရတယ်လို့တခြားသူကိုအနိုင်ယူပြီးသူတို့ရဲ့အမှတ်သားတွေကဝိညာဉ်စွာကိုလူးယူလို့လည်းရပါတယ်အဲဒါကြောင့်ဝိညာဉ်တရားတွေကိုခက်ခက်ခဲခဲအမဲလိုက်နိုင်မယ့်အစားတခြားသူရဲ့အမှတ်သားတွေကဝိညာဉ်စွာကိုလူးယူဖို့တာကြိုးစားကြပါတော့တယ် ပရမဆုံးအနေနဲ့ဝိစုံနဲ့တဲ့လူ900ဟာလော်လီရဲ့အမှတ်သားတွေကဝိညာဉ်စွာကို လူယူဖို့ကြိုးစားပါတယ်။ကိုညာနေဟာ想借姑娘的印记一用。ဒါပေမဲ့တကယ်တမ်းတခဲတဲ့အခါမှာတော့လော်လီရဲ့ဓာတ်ချက်နှစ်ခုမှရင်ရှုံးနေသွားကြပါတယ်။လော်လီအနိုင်ရရှိသွားတဲ့အတွက်သူတို့ရဲ့အမှတ်သားတွေကဝိညာဉ်စွာကိုဆုပ်ယူလိုက်ပါတယ်။ အဲ့ဒီထဲကတယောက်ကတော့သူ့ရဲ့အမှတ်သားတွေကဝိညာဉ်စွာအကုန်ဆုံးရှုံးလိုက်ရတဲ့အတွက်ပြိုင်ပွဲကနေထုတ်ပြခြင်းခံလိုက်ရပါတယ်။ဒါကိုမြင်လိုက်ရတဲ့တခြားလူတွေကလည်းအခုခါကျမှကိုယ့်ရဲ့ဝိညာဉ်စွာကိုအလူးမခံရအောင်ကာကွယ်ဖို့ကပထမဆိုတာကိုသဘောပေါက်သွားကြပါတယ်။မူချန်နဲ့မောလင်လည်းပြိုင်ပွဲစပြီဖြစ်လို့ထွက်ခွာတော့မယ့်အချိန်မှာသူတို့ကိုစောင့်ကြည့်နေတဲ့မတင်ကားစရာလူတုံးယောက်ကိုတတိထားမိတော့ပါတယ်။တော်ရဲရောက်တဲ့အခါကျောင်းသားတွေဟာအဖွဲ့ဖွဲ့ပြီးအမဲလိုက်နေကြတဲ့လူတွေရှိတယ်လို့ တခြားလူတွေကိုအုပ်စုဖွဲ့အနိုင်ကျင့်ပြီးဝိညာဉ်စွာလိုက်လူနေကြတဲ့သူတွေလည်းရှိပါတယ်။မုချန်နဲ့မောလင်ကတော့ဝိညာဉ်တရားတွေကိုအမဲလိုက်ပြီးအစင်မြင့်တင်နေပါတယ်။မုချန်ဟာသူတက်လို့ရတဲ့ဝိညာဉ်တရားတွေရဲ့ဝိညာဉ်စွာကိုကြိုယူကိုအပြည့်ဖြည့်လို့ရအောင်ပေးပါတယ်။ဆွမ်းနီဆောင်ဇာဟယိုဒင်လျန်စီအဲ့ချိန်မှာပဲသူတို့နာကတဏျာမှာအော်ဒင်တစ်ခုကြားလို့ကြီးလိုက်တဲ့အခါကလီမလေးတယောက်ကိုတွေးလိုက်ရပါတယ်။ သူမဟာရွှေမြကြောင့်ဝိညာဉ်တိုင်းရဲ့နှက်ကောင်နဲ့တွေ့နေရတာဖြစ်ပြီးဝိညာဉ်အစီရင်ကို ထောက်သုံးနေပေမဲ့အတွေ့အကြုံမလုံလောက်လေးတာဖြစ်လို့အစီရင်ကိုတည်တည်ငြိမ်ငြိမ်နဲ့အသုံးပြုဖို့အခက်တွေ့နေပါတယ်။သူမရဲ့တက်ခိုင်းမှုဟာရွှေမြကြောင်နှက်ကောင်ကိုပို့ပြီးစိတ်တူသွားစေခဲ့ပြီးသူမစီကိုတရှိန်ထိုးပြေးဝင်လာပါတယ်။ လွန်ထလာတဲ့ကလေးမလေးကိုမူးချံကယ်ပြလိုက်ပြီးကြည်လိုက်တဲ့အခါမှာတော့သူမလည်းမူးချံလိုမျိုးပြိုးထောင်ရေးပင်မကြောင်းသားတယောက်ဖြစ်နေတာကိုသိလိုက်ရပါတယ်။ရွှေမြီးကြောင်နှစ်ကောင်ကိုတော့မူးချံဟာဆန်လုံးမရဏအမှန်နဲ့တတ်ခတ်လိုက်ပြီးအဆုံးသတ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့မော်လင်ဟာလူတစုရဲ့ခိုးတိုက်တာကိုခံရပြီးမူးချံတို့လားကိုရောက်လာပါတယ်။သူတို့တွေကတော့ပြန်ပွဲအဆောက်မှာတော့မူးချံနဲ့မော်လင်ကိုစောင့်ကြည့်နေတဲ့မတင်ကားစရာလူ၃ယောက်ပဲဖြစ်ပါတယ်။ ဥဆောင်တဲ့သူကတော့ကောချင်းဆိုတဲ့သူဖြစ်ပြီးမုချန်ရဲ့အမတ်သားဝိညာဉ်စွာကိုလိုချင်တဲ့အတွက်လာလူတာပဲဖြစ်ပါတယ်။သူတို့တောင်ယောက်လုံးဟာမုချန်လိုမျိုးဝိညာဉ်ခွေနောက်ဆောင်ရှင်တွေဖြစ်ကြပါတယ်။တောင်ယောက်တယောက်ဖြစ်နေလို့မော်လင်ကတူကူပေးမယ်လို့ပြောရဲခါမုချန်ကတော့ကလီမလီကိုခေါ်ပြီးဒီကနေစောင့်ကြည့်နေဖို့တာပြောပါတယ်။အဲ့ဒီလိုနဲ့မုချန်နဲ့ကောချင်းတို့အဖွဲ့တိုက်ခိုက်ကြပါတော့တယ်။ဖူချန်棺材不落泪。 ကိုချင်းကသူတယောက်တည်းရင်ဆိုင်တယ်မှာမဟုတ်မှန်တိသွားပြီးသူ့လူနှစ်ယောက်ကိုပါဝင်တက်ခတ်ခိုင်းပါတယ်။မုချက်ဟာဝိညာဉ်ရဲ့ခြေလမ်းကိုတုံပြီးရှောင်ရှားနေရင်သူ့လူထဲကတယောက်ကိုလက်ဆတုံးပြလိုက်ပါတယ်။ကိုချင်းကတယောက်ချင်းခွဲမနေတော့ပဲနောက်တယောက်နဲ့အတူတူပေါင်းပြီးမုချက်ကိုရင်ဆိုင်ပါတယ်။ဘေးပပလက်မှာလည်းမုချက်ကိုအခွင့်ရယူချင်တဲ့သူတွေဟာထဲရောက်နေကြပါပြီ။小子，有本事别躲，我们堂堂正正打一场。ကိုချင်းကပြပြဆိုဆိုနဲ့တန်ဝင်ရင်ကျင့်စဉ်ကိုထောက်သုံးပါတယ်။ မူချန်ကလည်းအစီရင်တိဆောက်ဖို့ဝိညာဉ်ကြိုက်တွေကိုထောင်းလိုက်တဲ့အခါအစီရင်ဆရာမန်းလည်းတည်သွားတဲ့အတွက်တိုက်ပွဲကိုမြင်မြန်ဆုံးသက်ဖို့လုပ်ပါတယ်။ကိုချင်းတို့ရဲ့တိုက်ကွက်ကိုမူချန်ဟာအစီရင်တိဆောက်နေရင်ကြီးမြတ်သောဗုဒ္ဓကျင့်စဉ်ကိုတုံးပြီးကာကွယ်လိုက်ပါတယ်။ကလီမလီကတော့အစီရင်တိဆောက်နေရင်နဲ့တခြားဝိညာဉ်စွမ်းရည်ထုတ်လုပ်နိုင်တဲ့မူချန်ကိုတော်တော်လေးထင်ကြီးနေပါတယ်။အဲ့ဒီအချိန်မှာပဲမူချန်ရဲ့အစီရင်တိဆောက်မှုဟာလည်းပြည်စည်းသွားခဲ့ပြီဖြစ်လို့အဆုံးသက်တိုက်ပွဲဆင်နွှဲဖို့ဖြစ်လာပါတယ်။ကိုချန်တို့နှစ်ယောက်ဟာသူတို့ရဲ့အင်အားကြီးဆုံးတိုက်ပွဲတွေကိုထုတ်သုံးလိုက်ပြီးမြဲ

ကောချမ်းကတော့ဝိညာဉ်ကိုရင်စစ်မှာဆိုရင်မူချံကိုရှင်နိုင်တဲ့သူမရှိဘူးဆိုတာသိသွားတဲ့အတွက်နဝဝိညာဉ်အစဉ်ရောက်နေတဲ့သူ့အကိုကိုအကူအညီတောင်းပြီးလက်စားချို့ဖို့လုပ်ပါတော့တယ်။ညရောက်တော့မူချံတို့ဟာမီးပုံလုပ်ပြီးအသားကင်နေပါဗျ။ကလီမလေရတဟာ14နှစ်ရှိပြီဖြစ်ပြီးနာမည်ကတော့ရက်ဆွမ်းအောင်လို့ခေါ်ပါလေ။သူမဟာပြူထောင်ရေးပြမကျောင်းသားတစ်ယောက်ဖြစ်ပေမဲ့ရွှေမိကျောင်းလေးနဲ့ရင်ဆိုင်ရတဲ့အုံကဗိုက်ရန်ဆာနေတဲ့အတွက်အစီရင်ကိုမထိန်ထားနိုင်ခဲ့တဲ့အကြောင်းပြောပြနေပါဗျ။ ကြံရဲမဆခင်မှာမုံနေအများကြီးယူလာခဲ့ပြီးမဲ့တော်ထဲမှာတွေ့ခဲ့ရတဲ့ဝိညာဉ်သားရဲ့လေးတကောင်ဟာအရန်ချက်စရာကောင်းနေတဲ့အတွက်သူမမပါလာတဲ့မုံလေးအကုန်ချကျွေးခဲ့ပါတယ်။အဲဒါကြောင့်သူမမစားစရာမရှိတော့ပဲနှစ်ရက်တတိအငတ်ခံခဲ့ရတယ်လို့ချက်ပြုတ်ရည်လည်းမလုတ်တတ်တာကြောင့်ဒုက္ခရောက်နေခဲ့တာပါ။အခုမှမူချန်နုနဲ့တွေ့ပြီးအစားကောင်းကောင်းပြန်စားရတာဖြစ်လို့အရန်ကိုကျေနပ်နေခဲ့ပါတယ်။ပြီးတော့သူမမအမတယောက်ရှိပြီးလူချင်းကွဲတော့တာဖြစ်လို့လက်ရှာပေးဖို့အကူအညီတောင်းပါလေ။ အဲ့ဒီကလေးမလေးမှာသူမရဲ့အမတ်ကိုလက်ရှာလို့ရတဲ့တိနေရပြလမ်းညွန်တန်လိုင်းအိမ်မြောင်ရှိနေပေမဲ့လေသူမရဲ့အမတ်သားဝိညာဉ်စွာကိုလူရင်မဲ့သူတွေရှိနေတဲ့အတွက်တယောက်တည်းမသွားရဲမလာရဲလိုက်မရှာရဲဖြစ်နေပါတယ်။မူချံကတော့ဘလို့ပဲဖြစ်ဖြစ်နောက်ဆုံးပန်းနိုင်ဖြစ်တဲ့ပြည်ချန်နန်းတော်မှာပြတ်ဆုံးကြမှာဖြစ်လို့သူတို့နဲ့ပဲလက်ခဲ့ဖို့ခေါ်လိုက်ပါတယ်။တစ်ဖက်မှာတော့ကောချန်ဟာသူ့ကိုကောဟိုင်ကိုရှာတွေ့သွားပြီးဝိညာဉ်စွာအလူခံရတဲ့အကြောင်းပြောပြလိုက်ပါတယ်။有个叫莫尘的家伙夺了我们的印记。 ကိုချန်ဟာတရိုက်ဆဆိုင်သူ့ကိုရဲ့ရန်သူတော်မူချန်နဲ့မှာတွားတိုးခဲ့တာဖြစ်ပါတယ်။ကိုဟရဲ့မျက်နာကအမာရွတ်ဟာဝိညာဉ်နဲ့မြင်မှာလေ့ကျင့်ရေးဆင်းတုံးကမူချန်ရဲ့လက်ချက်မိခဲ့တာဖြစ်ပါတယ်။ကိုဟိုင်ကမူချန်ရဲ့အဆင့်ကိုမေးတဲ့အခါဝိညာဉ်ကွေနောက်ဆုံးအဆင့်မှာလာရှိသေးကြောင်းသိသွားပါတယ်။မူချန်ဟာဝိညာဉ်နဲ့မြင်ကနေနင်းထုတ်ခံနိုင်ရတဲ့အတွက်ဝိညာဉ်စွာဖြည့်တွင်ခြင်းကိုမခံနိုင်ရတာကြောင့်အခုလိုအနေငယ်နောက်ကျကျန်နေခဲ့တာပဲဖြစ်ပါတယ်။ကိုဟိုင်ကတော့မူချန်ကိုအတိတ်တက်ပြီးလက်စားချေဖို့ကြံနေပါပြီ။ မူချံကတော့ဆန်လုံးမရဏတတိယအမှတ်ကိုရခန့်နီးပြီဖြစ်လို့တညလုံးမအိပ်ပဲလေ့ကျင့်ပုံပေါ်နေခဲ့ပါတယ်။သူ့ရဲ့ကြိုးစားအားထုတ်မှုဟာအရာထင်ခဲ့ပြီးမနက်လင်းတဲ့အခါမှာတော့တတိယအမှတ်ကိုပန်းဆိုင်သွားပါပြီ။အဲ့ဒီတတိယအမှတ်စွာဟာနဝဉ္ဇဉ်စောပိုင်းလူတစ်ယောက်ကိုရှင်နိုင်လောက်အောင်စွာရှိသွားပါပြီ။အဲ့ဒီနောက်မှာတော့သူတို့သုံးယောက်ခီးဆက်ခဲ့ကြပြီးစွန့်ရကိုတတ်ခတ်ရဲ့အတွေ့အကြုံရရှိအောင်လို့လမ်းမှတွေးတဲ့ဝိညာဉ်သားရီနဲ့တတ်ခိုင်းပါတယ်။ ပထမဆုံးကြွလာတာကဝိညာဉ်ခွေနောင်ပိုင်းအဆင့်နဲ့ညီများတဲ့တမနီကြက်နှကောင်ပဲဖြစ်ပါတယ်။အရင်နှကောင်ကိုအနိုင်မတိုက်နိုင်ရင်ညစာမကြွေးဘူးလို့ပြောလိုက်တဲ့အတွက်စွန်းရကအငက်ခံရမှာဆိုလို့သူမရဲ့လုံလန်စွမ်းနေကိုညှစ်ထုတ်ပါတော့တယ်။အတူချုပ်ပြောရရင်တော့သူမဟာအညေကြားထဲမှာအစီရင်ကိုတိစောက်နိုင်သွားပြီးပြပြဝဝထိန်ချုပ်နိုင်သွားပါတယ်။ တိုင်းရင်းနှံကောင်တည်ဆုံသွားပြီးရဲ့အခါမူချန်တို့ဖက်ကိုဥတီလာနေတဲ့လူတစုရဲ့အငွေအသက်ကိုရလိုက်ပါတယ်။ရောက်လာကြတဲ့သူတွေဟာကောချန်တို့ပဲဖြစ်ပြီးသူတို့ရဲ့နှဖူးပေါ်ကအမှတ်သားတွေရတခြားလူတွေရဲ့ဝိညာဉ်စွာကို လူယူလာပုံရပါတယ်။အဲ့ဒီအချိန်မှာပဲကောဟန်လည်းရောက်လာခဲ့ပြီးရန်လူစော်ကြီးနှစ်ယောက်ပြန်လည်တွေ့ဆုံကြပြီပဲဖြစ်ပါတယ်။ ကောဟန်ကမူချန်နဲ့ပြန်ဆောင်တွေ့အောင်လုပ်ပြီးတဲ့အတွက်မွန်းနမင်းကိုဂျေဇူးတင်နဲ့ဘာညာပြောလိုက်တဲ့အခါမူချန်ကတော့ကောဟန်ကိုပြန်ဖက်လို့တောင်ဘယ်တော့မှစီရင်မတွင်းခဲ့ကြအောင်ပြန်ပြောလိုက်တဲ့အတွက်ကောဟန်နဲ့ထင်ပြီးသွားပြီးသူ့ရဲ့နဝဉ္ဉေအဆင့်စွာကိုထုတ်ပြပါတော့လေမူချန်နဲ့ကောဟန်တို့ထားခြားတော့မဲ့အချိန်မှာသူတို့စီကိုရက်ဆွမ်းအားရဲ့အမရက်ချန်လင်းရောက်လာပါတယ်။သူမဟာလည်းနဝဉ္ဉေကနဦးဆင့်ဖြစ်ပြီးဝိညာဉ်နယ်မြေလေ့ကျင့်ရေးမှာပါဝင်ခဲ့ဘူးသူတယောက်ဖြစ်ပါတယ်။ဆွမ်းအားကဖြစ်ကြောင်ကုန်စင်ပြောပြလိုက်ပြီးမူချန်တို့ကိုကူညီပေးဖို့ပြောပါတယ်။ ူညီမလေးရဲ့ကေတင်ရှင်တွေဖြစ်တာကြောင့်ရဲချန်လင်ကဝင်ပါဖို့လုပ်ပါတယ်။ကောင်းဟိုင်ကဒီမူးချန်ဆိုတဲ့ကောင်ဟာဝိညာဉ်နယ်မြေမှာပြစ်မှုကျွလွန်ခဲ့လို့နှင်ထုတ်ခံရတဲ့သူဖြစ်ပြီးကြီးရွှတ်လို့ရောင်းအောင်လို့လို့မျိုးထိုက်တန်ဆင့်ပါရမီရှင်တွေရဲ့ရန်သူဖြစ်တာမလို့မိမတယောက်ရဲ့အကာအကွယ်ကိုလိုအပ်မဲ့ကောင်မဟုတ်တာကြောင့်အခုဖြစ်တဲ့ပြဿနာတွေဝင်မပါဖို့ပြောလိုက်ပါတယ်။အဲ့ဒီအခါမှာသူမတို့ကြားခဲ့မှုတဲ့ဝိညာဉ်နယ်မြေရဲ့နာမည်ကြီးပြစ်မှုကျွလွန်သူမူးချန်ဆိုတာဒီတယောက်လားဆိုပြီးဖြစ်ကုန်ပါတယ်။ ရဲချန်လင်ကတော့မုချန်ဟာဘလူးလူမျိုးပဲဖြစ်ဖြစ်သူမညီမလေးကိုကယ်တင်ဆောက်ရှောက်ပေးထားတဲ့အတွက်မုချန်ကိုထိရင်သူမနဲ့မြင်တာပဲဆိုပြီးကာကွယ်ဖို့လုပ်ပါတယ်အဲ့လိုနဲ့မုချန်နဲ့ဖြစ်မဲ့တိုက်ပွဲဟာရဲချန်လင်စီမျှအုပ်လှည့်သွားပါတယ်ဒါပေမဲ့စော်ကားလာရင်တီးခတ်တတ်တဲ့ပါရမီပါမလာတဲ့မုချန်ဟာသူကိုယ်တိုင်ပဲကောဟိုင်ကိုရင်ဆိုင်ဖို့လုပ်ပါတယ်မုချန်ကကောဟိုင်ကိုအရင်ကတည်းကနေအခုချိန်ထိသူ့ရဲ့ပြန်မဲ့ဖြစ်ဖို့အရေးချင်းမမီနဲ့ကောင်းဆိုပြီးစွပစ်လိုက်တဲ့အခါကောဟိုင်ရဲ့ဒေါ်လာဟာငယ်ထစ်ကိုရောက်သွားပြီးမုချန်ကိုစတင်တိုက်ခိုက်ပါတော့တယ် ပုံမမြင်နေကြတဲ့အတိုင်းပဲမူချန်ရဲ့အရေးချေလဲဝိညာဉ်စွမ်းရည်ဟာထိတ်တန့်ဆက်မှရှိရတဲ့အတွက်ဟောဟန်ရဲ့တိုက်ခိုက်မှုတွေဟာမူချန်အတွက်တော့လွယ်လွယ်ကူကူလေးရှောင်ရှားလို့ရနိုင်ခဲ့ပါတယ်။နောက်ဝိညာဉ်ကနဦးအစင်ကျတဲ့ကောဟိုင်ဟာဝိညာဉ်ကိုနောက်ပိုင်းအစင်လာရှိသေးတဲ့မူချန်ကိုအသာကလေးအနှာယူနိုင်မယ်လို့ထင်ထားခဲ့ပေမဲ့တက်တက်ဆန်အောင်လွဲနေခဲ့တယ်လို့မူချန်ရဲ့တံပြန်တိုက်ခိုက်တာကိုတောင်ပြန်ခံနေရပါတယ်။ မူချန်ကကောဟိုင်ကိုအရင်တုန်းကလည်းလွယ်လွယ်နဲ့အနိုင်ယူခဲ့တယ်လို့အခုလည်းအဲ့ဒီအတိုင်းလုပ်ပြမယ်ဆိုပြီးဒလောလဲလဲမှသူ့လေးချင်းလုံးအောင်မြင်ထားတဲ့ဆန်လုံးမရဏတတိယမှတ်နဲ့တတ်ခိုက်လိုက်ပါတယ်当初我能够轻易打败你，现在你依然能够办到。高海哈，目前也大概我们看来没轮到到的对。 သူ့ရဲ့စွမ်းအကြီးဆုံးဝိညာဉ်ဖြူဖြက်သွေးစက်သားကိုထုတ်သုံးပါတယ်။အဲ့ဒီအချိန်မှာမုချာဟာမင်းတောင်လမြရန်ခွေကိုတတ်တုံကအတုံးပြုခဲ့တဲ့ဘုံကူးဆင်မိုဂျိုဝိညာဉ်အစီရင်ကိုတိဆောက်လို့ပြီးစီးနေခဲ့ပါပြီ။ကိုဟိုင်ကတော့အစီရင်ကိုဘယ်ချိန်တုန်းကလည်းတိဆောက်လိုက်တာလဲဆိုပြီးအံ့ဩနေတော့သူ့စီတက်တဲ့ကိုမိုဂျိုအစီရင်တိုက်ခွက်ဟာကေးဝင်လာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ကောဟန်ရှုံးနေသွားခဲ့ပြီးသူ့ရဲ့အမှတ်အသားဝိညာဉ်စွမ်းအားတချို့ကိုမုချန်စီပေးလိုက်ရပါတယ်။မုချန်ကပေးတာနဲလို့မရှိနဲ့ဒီပဲထက်တောင်းတဲ့အခါကောဟန်ကဝိညာဉ်စွမ်းအားအစာတည်င်းတစ်ခုပေးမယ်ဆိုပြီးကမ်းလှမ်းပါတယ်။ကောဟန်တို့ဟာဂျိုင်ဝမ်ရဲ့လက်ပုကိုရှာတွေ့ထားပြီးအဲ့ဒီမှာအပိုးတန့်ရန်နာပစ္စည်းတွေရှိကြောင်းပြောပါတယ်။အဲ့ဒီထဲမှာရင်နဲ့ရန်ပေါင်းဆက်ပြီးဖြစ်ပေါ်နေတဲ့နတ်ဒီဝါအဆင့်ရန်နာတစ်ခုရှိပြီးနဝဉ္ဉ္ဉ္အဆင့်တင့်ကြံလူတွေအတွက်အဖိုးမဖြစ်နိုင်တဲ့ရန်နာပဲဖြစ်ပါတယ်။ ဝိညာဉ်ကွင်းနောက်ပိုင်းအဆင့်ကျင့်ကြံသူကိုလည်းနဝဉ္ဇဉ်အဆင့်မြန်မြန်ထိုးဖောက်နိုင်အောင်အကူအညီပေးနိုင်ပါတယ်။ဒါလောက်ကောင်းတဲ့ယန္နာကိုကောဟိုင်းတို့ဘာလို့မယူခဲ့လဲဆိုရင်အဲ့ဒီမှာအဆောင်အရှောက်ဝိညာဉ်သားရဲ့တုံးကောင်ရှိပြီးကောဟိုင်းတဲ့အာမလဲတာကြောင့်ယူဖို့မတတ်နိုင်ခဲ့ပါဘူး။ဘာတိတင်ကောက်ဆို။ကွန်ပါအဲ့ဒီနောက်မှာတော့ရဲချန်နယ်နဲ့မူချန်တို့တရက်ကိုတရက်မိတ်ဆက်လိုက်ကြပြီးကောဟိုင်းတို့ပြောတဲ့ယန္တနာကိုတွားရှောက်ဖို့လုပ်လိုက်ကြရင်အရှင်မူချန်အပိုင်း25နဲ့26 Storytelling Video တင်ဆက်မှုကိုဒီမှာပဲညံလိုက်ပါတယ်